စိန်တူရူရွာငယ်လေးကပကံမြေမှာနာမည်ကြီးမြင်းကဘာရွာရဲ့ခလန်းလန်းမှာရှိနေပါတယ်။ရွာထဲမှာတော့ထုံးစံအတိုင်းထမ်းမင်တွေဝေဝေဆာဆာနဲ့ထမ်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ယွန်းတယ်လုပ်ငန်းတွေတချို့ဆိုလို့ရှိရင်မွေးမြူရေးလုပ်ပြီးတော့အသက်မွေးကြပါတယ်။ရာဇဝင်တွေကမြန်မာတို့ရဲ့အသက်နှလုံးလိုတင်စားလောက်တဲ့ပကံမြေမှာလူဖြစ်လာရလို့လားမသိပါဘူး။တရွာလုံးကမချမ်းသာကြပါမယ်လေသူဟာနဲ့သူတို့ဘဝင်ကြတဲ့စိတ်ကလေးတွေကိုစီနဲ့နေပြောင်းနေကြပါတယ် စီရီအပြူတွေအုတ်ယိုးအုတ်ပဲ့တွေကြားမှာပဲသူတို့ကလေးဘွားကစော်ကစားရင်းနဲ့လွမ်းမောပွဲရအတိတ်တွေကလည်းတထွေးကြည့်ပါပဲ အဲ့ဒီချိန်တုန်းကဆိုရင်အစိုးရကလည်းရဲဘော်နေရဲဘော်ဖြူစတဲ့ပါတီတွေကွယ်အုပ်ချုပ်မှုတွေပျက်စီးနေတဲ့ချိန်တိုင်းပြည်တစ်ခုလုံးကိုထိထိရောက်ရောက်မထိမ့်သိမ့်နိုင်နေတဲ့ကာလပါဒါပေမဲ့လည်းရွာတွင်းရွာပြင်မှာပြဿနာတစုံတရာတစ်ခါမှတော့မဖြစ်ကြဘူးအောင်အဲ့ဒီလိုမဖြစ်အောင်လည်းရွာမှာရှိကြတဲ့ဆရာတော်ကြီးတွေရွာလူကြီးရမီရဖတွေကစီစီလုံးလုံးနဲ့ထိမ့်သိမ့်နိုင်ကြပါတယ်မြမပြည်မှာတာသနာတော်စပြီးထုံးကားစေခဲ့တဲ့အရမလို့ထင်ပါတယ်တရွာလုံးကအေဂျင့်မိသားပါပဲ ဒါပေမဲ့လည်းတခါတလေမှဘုဒ္ဓဇင်တွေမလို့လူတွေရဲ့စိတ်မှာဖြစ်လေရှိတဲ့လောဘဒေါသမောဟမီးတွေကိုတော့ထိ ंछ ုပ်ရခက်ခဲနေတတ်ပါတယ် စိန်တူတို့ရွာကလေးကဘေးနားပတ်ဝန်းကျင်ကရွာတွေလိုမျိုးမချမ်းသာကြပဲမလဲသူဟာနဲ့သူတို့နေနိုင်စားနိုင်ကြပါတယ်ချွင်းချက်အနေနဲ့တော့တချို့ရွာထဲမှာနေချင်းညချင်းချမ်းသာသွားကြတဲ့သူတွေလည်းရှိပါတယ်ဘလို့ကနေဘလို့ကြောင့်နေချင်းညချင်းချမ်းသာသွားကြတယ်လဲဆိုရင်ရွာကလေးရဲ့ရေကန်မြေကန်ကြောင့်လို့ပဲပြောကြပါတယ်တချို့ကတော့ဒီလိုကြီးပွားမှုတွေကတနေရာအတွက်မကောင်းမှုလို့လည်းပြောကြပါတယ်ဘာကြောင့်သူတို့တွေဒီလိုပြောနေကြရလဲစိန်တို့တယောက်ကတော့ကိုနဲ့ထိုက်လို့ကိုရတာ ဒါကြောင့်ချမ်းသာရတာလို့ပဲယုံကြည်ထားပါတယ်ဘလူတွေချမ်းသာကြရလဲစိန့်တို့မင်းသိပြီလားအတူတူထိုင်းရင်တောင်းနေရင်ကနေဝတ်တိုးကလမ်းမေးလိုက်တဲ့အခါမှာစိန့်တိုးကဘာရောကွာမင်းကလည်းအရင်မရှိအဖျားမရှိနဲ့ရွာတော်မန်းကကိုကျော်များတို့လေကွာမနေ့ကအိမ်ဝိုင်းထဲမှာရေရင်းတူးနေတဲ့မြေကြီးတွေကနေပြီးရွှေအိုးတွေတွေ့လို့တယ်ကွာဟမ် မင်းပြောတာတကယ်ပဲလားကွာငါတို့တွေတော့မသိလိုက်ပါလားဟုတ်တယ်ဟေးအဲ့ဒီတရင်ကိုကိုကျော်မြရဲ့မိန်းမမတ်ညိုချောပါဇက်ကနေရောင်ပြီးထွက်လာလို့ငါသိရတာကွာငါလဲငါမိန်းမဆီကနေပြန်ကြလာတာဟေးငါ့ကိုတော့ကိုကျော်မြတော့ဘူးခံပြီးညင်းနေရပဲကွာမကြခင်ရပိုင်းကြလို့ရှိရင်ဒီလူတွေအိမ်ဝိုင်းမဲ့ပြင်မလားမြို့ပဲတက်မလားဆိုတာစောင့်ကြည့်ရမှာပဲကွာသူတို့နှစ်ယောက်စကားကိုကြားဖြတ်နေတဲ့တာခင်ကဟုတ်တယ်ကွာ ဒီလူတွေသွားမေ့လို့ရှိရင်လည်းဘယ်ကမှမသိတဲ့အမျိုးရိစီကနေအမွေရတယ်လို့ပဲလိန်ပြောမှသိကြတယ်။တငယ်ချင်းတွေစကားကိုနားထောင်ပြီးတဲ့နောက်မှာတော့စိန်တိုးကအာရင်နဲ့ပြေဝဝင်းလက်နေတဲ့မျက်ဝန်းအုံနဲ့တစုံတရာကိုတွေးနေမိပါတော့တယ်။အညာမြေရဲ့နေလေကင်းလေးကပူအိုက်နေတဲ့အငွေ့သက်တွေပါနေမြဲပါပဲ။ဒီနေ့ပိုင်းခြားရီထဲမှာတော့စိန်တိုးတို့ရွာလေးထဲမှာမြေရင်းတွင်းရေရင်းတွင်းရေကန်တွင်းနဲ့ရွှေတို့ရွှေစားတွေရလာတဲ့အကြောင်းတွေတချို့ဆိုရင် နေချင်းညချင်းကြီးပွားချမ်းသာသွားကြတဲ့အကြောင်းတွေကြားကြားနေရတတ်ပါတယ်။ဒီနေ့မှာတော့ဘာအစီအစဉ်မှမရှိပါဘဲ နဲ့စိန်တို့ရဲ့ဖေကအိမ်ဝိုင်းထဲမှာရှိတဲ့မြေတွေကိုတူးဆွနေတာကိုသွားမြင်လဲရပါတယ်အဖဘာဒီလုံနေရလဲဗျာနေပူကြီးထဲမှာဗျာဖဲဖဲဖဲကျုပ်လုံးလိုက်မယ်အဖေလို့သူကဒီနေရာမှာအပင်တစ်မျိုးပြိုးကျင်လို့ဆိုပြီးတော့မြေကိုဆွနေတာလို့ပြောလာပါတယ်တိတ်ကြာကြီးတော့မတူးလဲရပါဘူးတင်တင်တလောက်မြေကျင်နဲ့မြေလေးတွေမွားထွက်လာပါတယ်။စိန်တိုးကလည်းနောက်ဆုံးတစ်ချက်အနေနဲ့မြေကြီးတွေကိုအားဆိုင်ပြီးတော့ပေါက်တူးနဲ့လွှဲပေါက်လိုက်တဲ့အခါမှာတော့မြေထဲမှာပေါက်တူးကမြေအိုးတိုးနဲ့ထိခတ်သွားတဲ့အတန်ကိုကြားလိုက်ရပါတယ်။ စိန်တို့တရားတော်တော်လေးရင်ခုန်မိသွားပြီးတော့မြေကြီးကိုအသာလေးရက်ကြည့်တဲ့အခါမှာတော့မြေကြီးထဲမှာပေါက်တူးအရှိန်နဲ့ကွဲအပ်သွားတဲ့အူးချမ်းပဲတွေကိုတွေ့လျက်ရပါတယ် ဖြည်းဖြည်းချင်းဆက်ပြီးတော့လက်ကလေးနဲ့ရက်ကြည့်တဲ့အခါမှာတော့အိုးချမ်းပဲ့တွေအများကြီးအောက်ကနေဖြူးဖြူးဖျောက်ဖျောက်ဖြစ်နေတဲ့ဗရံများကလေးညင်နွမ်းအိုမင်းနေပြီးတော့ဤစင်းနေတဲ့ရွှေတဲ့ပစ္စည်းအမျိုးမျိုးကိုတွေ့လျရပါတယ်ရွှေတွေကိုအသာလေးယူလိုက်ပြီးတော့ပစိုးစားနဲ့ပုတ်ကြည့်လိုက်တဲ့အခါမှာတော့အည်သွေးအရန်ကောင်းတဲ့ရွှေတွေမှတည်တာလာပါတယ်ရွှေတွေကမျက်စိတွေကျိမ့်တဲ့ကိုဝင်းလက်တောက်ပါနေပါတယ်ဘာပြောကောင်းမလဲစိန်တို့ရောသူ့ဖေရောခဏလေးကြောင်ရမ်းဖြစ်နေရကနေစိန်တို့ကအဖေအဖေကျုပ်တို့ချမ်းသာပြီဗျအဖေကျုပ်တို့ချမ်းသာပြီဗျအာ ဖခင်ငါတို့ပေးပြီတာယာငါတို့ကတော့နေချင်းညချင်းပြောင်းပြီကွာတာဘာနှစ်ယောက်လည်းရှိကြတာမို့တယောက်နဲ့တယောက်အာရဝန်တာပွေဖက်ကြရင်လည်းအလွန်ပျော်နေမိပါတယ်ရွာတွေကလူတွေကမြေကြီးတွေကနေရွှေတွေငွေတွေရတနာတွေရနေတယ်လို့သတင်းကြားထားတာအခုတော့သူတို့တားဖာလည်းရခဲ့ပြီမဟုတ်လားရှေးအောင်လက်ရအုပ်ချောင်းနေတဲ့တေချာဆောက်ထားတဲ့အကြောင်းကြီးမို့လို့အတော်လေးကိုဦးနေုံကလွဲပြီးတော့ခန့်ထည့်နေတော့မှာပဲ ကျောင်းဦးကြီးရဲ့အထဲမှာတော့တရင်တုံးနေတဲ့ဆရာတော်ဦးကြီးတပါအနားမှာလည်းရွာသူရွာသားတချို့ကအုံနေပြီးတော့အဲ့ဒီရွာသူရွာသားတွေကတယောက်ကအရင်ဆုံးအခုလိုမျိုးရှောက်လိုက်ပါတယ်ဖုံဖုံပြတပီတော်တို့ရွာထဲမှာလူတော်တော်များများကမြေကြီးကျင်းတူးဝင်နေမြေကြီးတွေကနေရွှေငွေရတနာတွေကိုရနေတယ်လို့သိထားရပါတယ်ခင်ဗျာဘာကြောင့်လို့အရှင်ဖျားထင်ပါသလဲခင်ဗျာ အေးပစ္စည်းဥစ္စာဆိုတာလူတွေရဲ့ကုသိုလ်အကုသိုလ်ကံတွေအလျောက်ရရှိနိုင်နေကွယ်ဘဝဟောင်းကဆွေတော်မျိုးတော်တွေကသူတို့အတွက်ရည်စူးပြီးတော့ကုသိုလ်လုပ်ပေးစေခြင်းလို့ပေးတာမျိုးတွေတိုင်နှန်းရှင်တွေကပေးတာမျိုးတွေကိုယ်နဲ့အကြောင်းတိုက်ဆိုင်ပြီးတော့ရကြင်ပိုင်ဆိုင်ခြင်းတန်လို့ရတာတို့ဥစဉ်ကတော့အဲ့ဒီလိုပဲနားလည်ထားတယ်တစ်ဖက်ကအခြေခံကြကြပြန်တွေးကြည့်မယ်ဆိုရင်လေဒီမြေဒီနေရာဆိုတာရှေးဟောင်းနေမြေလေးပိုတိကြသွားတာအခုရတဲ့သူတွေအားလုံးရထားတဲ့ဒီပစ္စည်းတွေဟာ ရှီယောင်းပစ္စည်းတွေဖြစ်နေရပဲလေအဲဒီလိုတန်မိုးကြီးပစ္စည်းတွေကိုရနေတယ်ဆိုတော့ဒါတွေကဖះရဲ့ဌာပနာပစ္စည်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲဦးစင်းတို့ရွာသားတွေကိုယ်အိမ်အောင်အိမ်နေရာမှာရှီယောင်းဖះပြူဖះပြက်တွေမရှိနိုင်ဘူးလို့ဘယ်သူကအာမခံနိုင်မှာလဲနောက်ပြီးတော့ရွှေဆိုတဲ့တတ်ထုမျိုးဟာမြေအောက်ကမြေလွာတွေကြောင့် မြေစီထဲမှာပဲယူလျားနေတဲ့သဘောလည်းရှိတယ်အဲ့တော့ဦးစင်းအနေနဲ့အကြံပေးချင်တာပါကိုရထားလို့ကို့ဥစားဆိုတာမှန်ပါတယ်ကိုဂျိုးလည်းတုံရင်လည်းကုသိုလ်လည်းပြုကြပါလို့ပဲဦးစင်းကတော့တိုက်တွန်းချင်တယ်တချို့ကလည်းပြောကြတယ်ကွယ်ဒီရွှေတွေငွေတွေယတနာပစ္စည်းတွေဟာဖះထာပနာလိုက်ကနေပေါက်ထွက်လာတာတဲ့ဇီရီပြိုဇီရီပြက်တွေတွေကနေငလင်တန်ကြောင့်မြေကြီးထဲကိုရောက်ပြီးတော့မြေလွာလိုက်ရွေ့လာတဲ့ယတနာတွေတဲ့ဘလို့ပဲဖြစ်ဖြစ်ပါ အနည်းဆက်ဆုံးဖြစ်နိုင်တာရှေးလူကြီးတွေဝတ်ထားခဲ့တဲ့ပစ္စည်းဥစ္စာတွေဖြစ်ဖြစ်မဟုတ်လို့ရှင်ဒါရီယာဖျားထာပနာတွေပဲခေတ်ကာလလည်းမတိမငိမ်ဖြစ်နေတော့သူတို့တူးလို့ရလာတဲ့ယတနာတွေကိုလည်းတိမ့်နာစီတာဖန်းနာတွေလည်းမရှိဘူးလေကွယ်ကို့ချန်ထဲမှာတွေ့တာကိုပိုင်နာပဲလို့သတ်မှတ်ပြီးတော့သူတို့တိတ်တိတ်နဲ့နေနေကြတဲ့သူတွေကလည်းအများသာဖျားပစ္စည်းဆိုတာထက်ကိုရကိုယူကိုနဲ့ထိုက်လို့ကိုရတာလို့ပဲခံယူထားကြတယ်လေနောက်ပိုင်းမှာတော့တရွာလုံးကရနေမှန်းသိတော့ ဖះအိုတွေနားမှာလည်းမြေတွေလိုက်တူးလို့တူးနေအလုတ်တော်ကောင်းကောင်းလုံမစားကြတော့ဘူးပဲအဲ့ဒီလိုဟိုတူးဒီတူးလောက်ရတာကိုပို့ပြီးတော့ခုံမင်းနေတတ်သွားကြတယ်ပကံခိကရှေးလူတွေရဲ့ဂျိန်စာတွေဘလောက်ထိပြင်းနေဆိုတာတို့ဖះပစ္စည်းစိတ်သီးဆိုတဲ့ဇာတ်တွေကိုလည်းမစင်းစားနိုင်တော့လောဘမိကြောင့်အမြင်တွေကွယ်သွားတာမျိုးတွေဖြစ်နေကြတယ် ယောဂအထူးထူးထူးမရှိပါပဲနဲ့စိန်တိုးရဲ့အဖေကယတနာပစ္စည်းတွေရပြီးတော့တိတ်မကြခင်မှာပဲရုတ်တရက်ဆိုသလိုကွယ်လွန်သွားခဲ့ပါတယ်။အိတ်နေရင်လည်းနိုးမရတော့ပဲအသက်ပါပါသွားတဲ့အထိဖြစ်သွားခဲ့တာပါ။စိန်တိုးလည်းအဖေဖြစ်သူတွေစိတ်မကောင်းခြင်းကြီးစွာဖြစ်နေပါတယ်။ ရထားတဲ့ယတနာတွေကိုတောင်းရောင်းမချရသေးခင်မဖြုံးရမသုံးရသေးခင်မှာပဲဖခင်ဖြစ်သူဟာကွယ်လွန်သွားတော့ပို့ပြီးတော့စိတ်ထိခိုက်မိပါတယ်။နောက်ဆုံးမှာတော့စိန်တို့တယောက်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။တယောက်တည်းအဝတ်တထည်ကိုတစ်ခုနဲ့ယတနာပစ္စည်းတုပ်ကြီးကိုတဲပြီးတော့တေချာဝက်ခါရန်ကုန်မြို့ကိုတက်လာခဲ့လိုက်ပါတယ်။ တောမာမွေတောမာကြီးလာသူမျိုးရန်ကုန်ဆိုတာမျက်လုံးထဲမှာနက်ပြည်ကြီးလိုဖြစ်နေပါတယ်တောမာလိုထန်းတော်တွေစားတိုက်အကြီးကြီးတွေပြည့်နေပါတယ်တောကရွာသူမှာညိုကြောလေးတွေစားမျက်နှာခြေတွေနဲ့လာကျင်တိုင်းလာနေကြတဲ့ရန်ကုန်သူတွေကိုငေးမိနေတာအမောပါပဲရန်ကုန်သာရောက်လာခဲ့တာအတီကျွမ်းကလည်းမရှိဘယ်သွားလို့သွားမှလည်းမသိပါဘူးရွယ်ချက်လည်းမရှိဖြစ်ချင်တာအိတ်ထဲကယတနာတွေကိုထုတ်ရောင်းပြီးတော့ရန်ကုန်မှာတိုက်လေးတိုက်နဲ့ကိုပိုင်စီးပွားရေးလေးတခုလုပ်ရင်တထေးလိုမျိုးနေချင်တာပါပြို့တော်ကြီးခင်ဗျာ ျွန်တော်ခေါ်လာလားဗျစိန်တိုးတယောက်လည်းရောင်ဘူရာအင်းနာမှာရောင်ပေပေနဲ့ဟိုကြည့်တီကြီးလုံနေတော့မှာပဲအတော်လေးတန်းတန်းပြက်ပြက်နဲ့တထေးရှုံလောင်းကိုဝစ်စင်ထားတဲ့မျက်နှာစိမ်းတယောက်ကတော်တော်လေးနဝင်ချူအောင်ပေါ်ယူတဲ့လေတံနဲ့စပြီးတော့မိတ်ဖွဲ့လာတာပါရိုးသားတဲ့တောသူတောင်သားမျိုးစကားကိုချိန်ပြောရကောင်းမှလည်းမသိလူတိုင်းကိုမယုံရမှလည်းမသိနဲ့စိန်တိုးတယောက်သူ့အမွေရထားတဲ့ရွှေတဲ့ကြောက်တဲ့တချို့ကိုဈေးမြတ်မြတ်ရတဲ့စီမှာရောင်းညင်ပြီးတော့ငွေကိုလက်ငင်းလိုချင်တဲ့အကြောင်းလက်ရှိရန်ကုန်မှာ နေစရာလေးတစ်ခုကိုဝယ်ခြင်းတဲ့ကြောင်းလုပ်ငန်းတစ်ခုကိုလည်းစပြီးတော့လုပ်ခြင်းတဲ့ကြောင်းပြောပြလိုက်တော့လူစိမ်းကတော်တော်လေးမျက်နှာပွင့်သွားပြီးတော့နောက်ကြီးကြုံနဲ့တွေ့ရတာ တော်တော်လေးကံကောင်းတာပဲဗျာရန်ကုန်လိုနေရာကြီးမှာနောင်ကြီးတယောက်တည်းဒီလိုနေလူလိမ့်နေအလစ်တုတ်သမားတွေနဲ့နောင်ကြီးပါလာလိုက်တောင်ပြောင်းသွားအောင်မယ်ကျုပ်ကလည်းဘာရတော့မဟုတ်ပါဘူးဗျာဒီနားမှာနိုင်ငံသားတွေနဲ့အယောင်းဝယ်လေးတစ်ခုလုပ်ပြီးတော့အပြန်မိတ်ဆွေတယောက်နဲ့ချိန်ထားတာနဲ့ရက်ဆောင်နေရတဲ့နောင်ကြီးကိုမြင်တော့ကုညီလိုမယ်လို့ထင်လို့မေးကြည့်တာပါကျေးဇူးတင်ပါတယ်ဗျာဒါနဲ့ဒီရက်နံပါတ် ကျုပ်နာမည်ကတမ်းမြင့်လိုက်ရပါဒီနီနာတဝိုက်မှာတော့ကျုပ်ကိုမသိတဲ့သူကခက်ရှရှပါကျုပ်ကကြောက်စိမ့်နေရှေးအောင်ပစ္စည်းတွေရောင်းဝယ်လုပ်တဲ့သူတယောက်ပါဟုတ်ပါရဲ့ဗျာဒါနဲ့ကျွန်တော်ကိုကူညီပေးမယ်ဆိုရင်တစ်စိတ်လောက်ပါဗျာကျွန်တော်အမွေရထားတဲ့ပစ္စည်းလေးတချို့ကိုရောင်းကြပါတယ်လူစိမ့်ကသူ့လက်ကနာယူတစ်ချက်ကြည့်လိုက်ရင်လည်းကောင်းပြီဗျာကျုပ်ပေါ်လာတော့မလာတော့ဘူးထင်ပါတယ်လာဗျာကျွန်တော်နောင်ကြီးကိုလိုက်ကူညီပေးမယ်ကျုပ်နောက်သာလိုက်ခဲ့ပြီးတော့လူစိမ့်နောက်ကအာကိုတကြီးနဲ့ရှောက်လိုက်သွားရင်လည်းနာယီတော်တော်လေးကြာအောင်လမ်းလျှောက်လိုက်ပြီးတဲ့နောက်မှာတော့ စိန်ကလားဆိုင်ဒီဇိုင်းကိုယောက်လာခဲ့ပါတယ်။ကဲဒီကဆရာကြီးကဘာပစ္စည်းရောင်းရင်လာလဲဗျာ။ ရတနာဆိုင်ပိုင်ရှင်ပုံစံနဲ့တူတဲ့သူတယောက်ကတမ်းမြင့်လိုင်ကိုတည်တယ်လို့နဲ့ဂျင်းနီနီနှုတ်ဆက်ပြီးတော့တမ်းမြင့်လိုင်ကမိတ်ဆက်ပေးလိုက်ပါတယ်။စိန်တို့ကဘေဘီဝဲရကိုတစ်ချက်ကြည့်ပြီးတော့သူ့ရဲ့ပစိုးစုပ်ကလေးနဲ့ထုတ်လာတဲ့အထုပ်လေးတစ်ထုပ်ကိုဖြည်းဖြည်းချင်းနိုင်ပြီးတော့ပြန်ထွက်လာတော့ရွှေတွေဝင်းဤနေတဲ့လက်ကောက်တစ်ခုနဲ့ရရဲတောက်နေတဲ့ကြောက်ကြီးတပြူပြူနဲ့ဘရက်ကြီးတစ်ကုန်းပါလာပါတယ်။ရတနာဆိုင်ပိုင်ရှင်နဲ့တမ်းမြင့်လိုင်ကအတော်လေးကိုမျက်လုံးပြူမျက်စံပြူဖြစ်သွားပါတယ်။စိန်တို့ပေးတဲ့ပစ္စည်းတွေကိုအပြည့်အမြန်အလန့်လန့်မှန်ဘလူးနဲ့ကြည်ရင်နဲ့မယုံတယ်လို့နဲ့ဒါ ခမရတို့ဘိုးဘွားပိုင်တော့ဟုတ်ဟုတ်ပါရဲ့နော်စိန်တို့ကလည်းလိန်နာကိုတီသွားမှဆိုလို့စကားနည်းနည်းထစ်ပြီးတော့အာဟုတ်ဟုတ်ပါရဲ့ဗျာဘာလို့လဲကျုပ်ကလိန်ပြောရမှာလားဗျာကဲပြောကျုပ်ကဘယ်လောက်ပေးမှလဲတော်သားဆိုပြီးတော့ဈေးနေမယ်တော့မကြမ်းနဲ့နော်ကျုပ်ဒီပစ္စည်းရဲ့ဈေးကိုတခြားမှလည်းစုံစမ်းလာပြီးသား လောဘရဲ့အရှိန်ကြောင့်စိန်တို့ပြောမိပြောရကိုအတင်းပြောလိုက်မိပါတယ်။တစ်ဖက်ကယတနာဆိုင်ပိုင်ရှင်ကလည်းအမှန်တကယ်ကိုသဘောကျသွားပြီးတော့စိန်တို့ပြီးတဲ့ရှင်းအောင်လက်ဝတ်လက်စားတွေကိုပေါက်ဈေးထက်သုံးပုံပုံတပုံစာကိုလျှော့ပြီးတော့စိန်တို့ကိုပေးလိုက်ပါတယ်။ဒီလိုလျှော့ထားပေမဲ့လည်းယတနာဆိုင်ပိုင်ရှင်ထုတ်ပေးလိုက်တဲ့ငွေပုံကြီးကစိန်တို့တသက်မှာတစ်ချိန်မှမမြင်ဘူးတဲ့ငွေတွေမလို့တစ်ချက်မငင်းတော့ပဲနဲ့ပွဲဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်းတမ်းမြင့်လိုင်အကူညီနဲ့ရန်ကုန်မင်းလန်တာမွေဘက်မှာအိမ်လေးတစ်လုံးဝယ်ပစ်ခဲ့ပါတယ်။အဲဒီတော့ကဒီနေ့ခေတ်လိုမျိုးရက်ွက်ရယ်လို့တောင်တီးတဲ့မရှိသေးတဲ့အချိန်တိုက်မြင့်နေဆို ို့ဝေလာဝေးအကုန်လုံးကိုယ့်ရင်ကိုယ်ဝန်းလေးတွေနဲ့ပါစိန်တို့တွက်ကတော့နေစရာလည်းမပူရတော့ပြန်မစားဖို့ကလည်းပါလာတဲ့ပစ္စည်းလေးတွေကိုထုခွဲရောင်းချလိုက်သုံးလိုက်ဖြုံးလိုက်နဲ့အဆင်အပြေနေရပါပဲဒီကြားထဲမှာပဲကိုတန်းမြင့်လိုင်ကကိုညီပြီးတော့အများကြီးအဆင်ပြေနေပါတယ်ဒီလူကိုလည်းညီကိုအရင်လိုမျိုးမိတ်ဆွေလိုမျိုးမျက်လုံးမိတ်ပြီးတော့ကိုယုံနေမိပါတော့တယ် အချိန်နေကြာလာတော့စိန်တိုးလက်ထဲမှာရှိနေတဲ့ပစ္စည်းတွေလည်းတုံးလိုက်ဖြုံးလိုက်နဲ့တော်တော်လေးပါလာပါပြီ။အဲဒါကြောင့်ပဲဝင်ငွေရတဲ့လုပ်ငန်းလေးတစ်ခုတော့လုံးမပဲဆိုပြီးတော့ယုံကြည်ရတဲ့တန်းမြင့်လိုက်နဲ့တိုင်ပင်ကြည့်တဲ့အခါမှာသူလည်းလုပ်ငန်းတစ်ခုလုပ်ဖို့ရှိတယ်။အယောင်းဝယ်ပုံစံမျိုးလေးပဲအရင်လက်သိမ့်မလို့အမျက်အများကြီးကျန်တယ်ဆိုတဲ့လုပ်ငန်းတစ်ခုအကြောင်းကိုပြောပြလာတော့စိန်တိုးလည်းလူမပင်မမနဲ့ငွေရွှင်တဲ့လုပ်ငန်းကိုသဘောကျသွားပြီးတော့နောက်ဆုံးကြည်စံအဖြစ်ပါလာသမျှယတနာတွေကိုထူခွဲရောင်းချလိုက်ပြီးတော့ငွေတွေကိုလည်းယင်းဤယုံကြည်ရတဲ့တန်းမြင့်လိုက်လက်ထဲကိုထိုးထည့်ပေးလိုက်ပါတယ်။ ဒါပဲလေကိုစိန်တို့ရဲ့မြန်မြားလိုချင်လို့ရှိရင်မြန်မြားရင်းရတယ်ဗျမပူနဲ့ဗျခမားငွေတွေကို2စ3စ4စပွားလောင်ကျုပ်တာဝန်ယူတယ်ကျုပ်ကလည်းအရင်မရှိလို့ငြိမ်နေရတာဗျဒီလိုသာဆိုရင်တော့စဉ်းစားစရာတော့မလိုအလုပ်ကဖြစ်ပြီဗျာနော်အဲဒီလိုတွေပြောဆိုသွားပြီးတော့ပတ်စံနေယူသွားတဲ့နေကလေးကတမ်းမြင့်လိုက်ဆိုတာအဆတောင်ရှာလို့မတွေ့တော့ပါဘူးစိန်တို့စီကိုလည်းရောက်မလာခဲ့တော့ပါဘူး၄နှစ်ထဲတောင်ရောက်လာခဲ့ပါပြီတမ်းမြင့်လိုက်အကြောင်းကိုလည်းဘယ်မှမစုံစမ်းလို့မရပါဘူး စိန်တို့တိလိုက်ပါပြီလူယုံတက်လို့တည်ရဲဆိုတာကိုကိုယ်တိုင်ကိုကြုံလဲရတာပါအခုတော့စိန်တို့တယောက်အင်္ဂလိပ်သားအဖက်တင်တာလွဲပြီးတော့လက်ထဲမှာ300ငွေတချို့ပြင်ဘာမှမရှိတော့တဲ့ဘဝကိုရောက်သွားခဲ့ပါတယ်ရှိတာလေးတွေကလည်း3ရင်း3ရင်းနဲ့ဝင်ငွေကမရှိအထွက်ကြီးပဲဆိုတော့ဘယ်လိုမျိုးကြကြရက်တည်နိုင်မှာလဲနောက်ဆုံးမှာတော့မရှက်မကြောက်အလုပ်တစ်ခုတော့လုပ်ရမယ်ဆိုပြီးတော့စိန်တို့တယောက်စိုက်ကားလေးတစ်စင်းကိုဝယ်လိုက်ပြီးတော့ရက်ွက်ပတ်ဝန်းကျင်မှာပတ်နေရင်းနဲ့ စိုက်ကားသမားဘဝကိုရောက်သွားခဲ့ပါတယ်စိုက်ကားသမားတွေထဲမှာတော့ရှာရှာပပအိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့ရှာရှာပပစိုက်ကားဆရာလေးစိန်တိုးပါဘဝတစ်စစ်ကျိုးပြောင်းလဲလာပြန်တော့စိန်တိုးလည်းမိန်းမတွေပါရရပြီးတော့တာသမီနှစ်ယောက်တော့ထွန်းကားလာခဲ့ပါပြီကလေးနှစ်ယောက်မှာအငယ်မလေးက၃နှစ်သားလေးနဲ့အကြီးမကလည်း၄နှစ်အရင်လူပြိုတော့ကကိုတကူစားတာအစဉ်ပြေရင်ပြီးရောဆိုပြီးတော့အလုပ်ကိုငတ်မှထားလောက်တတ်ပေမဲ့ အခုတော့မိသားစုနဲ့ကလေးနှစ်ယောက်နဲ့ဖြစ်လာပြီမို့စိတ်တို့တယောက်နေကောင်းကောင်းမကောင်းကောင်းလှုပ်ချင်ချင်မလှုပ်ချင်ချင်စိုက်ကားနဲ့နဲ့အလုပ်ကိုမရက်ရဲပါဘူးပင်မနာတွေဆူလာတော့တငယ်ချင်းတွေနဲ့အပြင်းပြေတောက်စားရင်း အရက်ကိုလည်းတဖြည်းဖြည်းချင်းဆွဲစားပြူလာပါတယ်။တနေ့မှာတော့စိန်တိုးဘွားကိုအပြောင်းလဲကြီးပြောင်းလဲစေမယ့်အဖြစ်ဆိုးကြီးတစ်ခုနဲ့ကြုံလာခဲ့ရပါတယ်။အိမ်မှာဇနီးတဲ့ဘက်ကဇနီးရဲ့ညမစိန်တိုးရဲ့ခေမတော်သူအပြိုမလေးတယောက်နေကနေလာလေရင်နဲ့စိန်တိုးတို့အိမ်မှာတဲပြစ်ပါတယ်။စိန်တိုးရဲ့ဇနီးကလည်းဇက်ဆိုရင်မကြည့်ပဲမနေနိုင်တတ်တဲ့သူမျိုးတနေ့မှာတော့ယောက်ျားဖြစ်တဲ့သူစိုက်ကားသွားနေနေတော့ကလေးနှစ်ယောက်ကိုခြီးပြီးတော့ လမ်းထိန်နာကဇက်ပွဲမှာတွက်ကြည့်ဖြစ်ခဲ့ပါတယ်ဖြစ်စဉ်တော့အိမ်မှာလာတဲတဲ့ညီမဖြစ်သူကနေမကောင်းလို့ဆိုပြီးတော့အိမ်မှာအိပ်ပြီးတော့ကြံနေရစ်ခဲ့ပါတယ် ဟိုတုန်းကမိသားစုတွေအိမ်ရဲ့အခန်းလဲမဖွဲ့ဘဲနဲ့တန်းစီပြီးတော့အိတ်တက်ကြတာမို့လို့စိန်တို့တို့မိသားစုတွေအိမ်တဲ့ချင်းအောင်လေးပြီးနောက်မှာခွေခွေလေးအိပ်ပျော်နေရခဲ့ပါတယ်။နောက်တော့တပြေးပြေးချင်းခိုက်တာတကြောင်နေမကောင်းလို့ချင်းအောင်ထမထောင်နေတာတကြောင်ကြောင့်ဘသူမှမရှိတော့စိန်တို့တို့မိသားစုချင်းအောင်နဲ့ကိုခဲမဖြစ်သူကဝင်အိပ်ဖြစ်ခဲ့ပါတယ်။ကန်ဆိုးမိုးမောင်ကြကျင်တဲ့စိန်တို့ကဒီလိုညာမျိုးကြမှာစောစောစီစီဆိုင်ကသိမ့်ပြီးတော့အရက်ကမူးလာပါသေးတယ်။ မမှုနဲ့ပဲမယားချောလေးရှိတဲ့ခြင်အောင်လေးစီကိုဝင်ပြီးတော့ဇနီးတွေကိုတိုင်းဖက်လိုက်မိတဲ့အခါမှာတော့ဇနီးမဟုတ်ဘဲနဲ့သူ့ခေမှာဖြစ်နေတာကိုမြင်လဲရပါတယ်။စိန်တို့တယောက်လည်းအတော်လေးကိုလန့်သွားပြီးတော့ချက်ချင်းခြင်အောင်ပြင်ကိုထွက်မဲ့ပြုတ်လိုက်တဲ့အခါမှာခေမလှုပ်တဲ့သူဟာဘာမှပြောညာမပြောအတန်ပြဲကြီးနဲ့ငိုရင်းနဲ့ထအော်ပါတော့တယ်။စိန်တို့တယောက်လည်းဘာမှမလှုပ်မိသေးခင်မှာပဲမာယွင်ပြီးတော့ဖက်မိရာကနေဖြစ်သွားတဲ့ကိစ္စမလို့လန့်နေတော့မှာပဲ။ဇနီးဖြစ်တဲ့သူကလည်းဇက်ပွဲကနေပြီးလို့ကလေးနှစ်ယောက်ကိုခြီးပြီးတော့ပြန်လာတဲ့အချိန်ကြီးနဲ့တက်တဲ့ကိုတိုးတော့ပါတယ်။ဘသူမှတဲ့ ဘသူမှန်တယ်ဆိုတာတည်းဇနီးဖြစ်သူရောကလေးတွေပြင်အော်တန်ကြလို့ရက်ွက်တွေကပြေးလာပြီးအိမ်ထဲရောက်လာကြတဲ့သူတွေရဲ့အားလုံးအမြင်မှာတော့စိန်တိုးကခင်မရဲ့ခြေနောက်ထဲကထွက်လာတာကိုပဲမြင်ကြပါတယ် မူးကလည်းမူးနေတယ်သူမလို့အများနဲ့တယောက်ဆိုတော့ဘလို့မှရှင်းပြလို့မရတော့ပဲနဲ့စိတ်တို့ဆုံးဖြတ်ချက်ကိုတေချာချလိုက်ပြီးတော့စိတ်ဆိုးနေတဲ့ဇနီးတွေရဲ့ပါလေးကိုဖော့ဖွာလေးကင်လိုက်ပါတယ်စိတ်တို့ရဲ့လက်ကိုဇနီးတွေကရိုက်ချလိုက်တဲ့အခါမှာဇနီးကိုတိတ်ချစ်တဲ့စိတ်တို့ကအပြစ်မဆိုပဲနဲ့ပြုံးထားရင်းနဲ့သူ့ကလေးတွေကိုဝှအောင်နန်းလိုက်ပါတယ်နန်းနေတော့မှပဲဇနီးဖြစ်သူအိမ်မော်ကနေဆင်းမယ်ဘာညာရှက်တယ်ဆိုပြီးအထုပ်တွေဆွဲပြီးတော့အဝတ်တွေထည့်နေပါတယ်စိတ်တို့တယောက်ကတော့ဘသူ့ကိုမှဘာမှပြောမနေတော့ပဲနဲ့အိမ်အပေါ်ထဲကိုတက်သွားပြီးတော့ခဏလောက်ကြာတော့ အိမ်ပေါ်ကနေဝုန်းဆိုတဲ့အတန်းကြီးကိုလူတိုင်းကြားလိုက်ရပါတယ်အကုန်လုံးအံ့ဩသွားပြီးတော့ပြေးတက်ကြည့်လိုက်တဲ့အခါမှာတော့အိမ်ပေါ်မှာလေပင်ကျိုးတက်လိုက်နေဘဝတစ်ပေါက်ကူးပြောင်းသွားပြီဖြစ်တဲ့စိန်တိုးနဲ့အတူ သူကျိုးဆွဲချကန်ဒီခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့ခွေးချေဘူးခုံလေးတစ်လုံးဟာလဲလျက်သားနဲ့မြင်လဲရပါတယ်။ဒီဖြစ်ကိုမြင်မှဇနီးလုတဲ့သူကလည်းယူညိုးမရတဲ့ဖြစ်ပဝင်းကျင်ကလည်းတနာတဲ့သူကတနာကြ။တချို့ကလည်းစိန်တို့အရက်ကြောင်ကြောင်ပြီးတော့တက်တည်သွားတဲ့ဘာညာနဲ့ခနဲ့ကြနဲ့စိန်တို့တွေရောသူမှန်ကန်ချောင်းကိုတော့အသက်နဲ့လဲပြီးတော့ပြသွားရင်နဲ့မိသားစုကိုမျက်နှာမပြရဲလို့ထွက်ပေါက်ရှာသွားခဲ့ပါတယ်။ဇလန်လေးကိုပြန်ချုပ်ရရင်တော့စိန်တို့တယောက်ဟာမြင်းကပါရက်ကယတနာပစ္စည်းတွေရဲ့ဂျိန်စာတွေကြောင့်ဒီလိုမျိုးများဖြစ်ရလေသလားလို့ထင်နိုင်လို့ ောက်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဗျဇလန်လေးကိုစုံနဲ့တိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်